နိုင်ငံသားတယောက်နဲ့မင်္ဂလာဆောင်တော့မယ်မိုးဟေကိုမိုးဟေကိုအားဆိုရင်တော့ပရိသတ်တွေအတော်လေးချစ်ကြတဲ့မင်းသမီးပဲဖြစ်ပါတယ်။တခြားမင်းသမီးတွေလိုပေါက်ကရတွေလည်းရှောက်မလို့ပဲအေးအေးဆေးဆေးသာနေတတ်တာပါ။လက်ရှိအခါမှာတော့အသက်40ပြည့်ကနီးနေပြီဖြစ်တဲ့မိုးဟေကိုတယောက်နိုင်ငံသားနဲ့မင်္ဂလာဆောင်တော့မှာပဲဖြစ်ပါတယ်။ဒီကြောင်အလေးနဲ့ပတ်သက်ပြီးအပြည့်အစုံသိချင်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးချပါဦး။မိုးရေကအဆိုရင်ရုပ်ရှင်ဇာတ်ကားတွေအများကြီးကိုရိုက်ကူးပူးခဲ့တာဖြစ်ပြီးအင်မတန်ကိုအောင်မြင်ခဲ့တာပါ။ တရုတ်ဆောင်စွမ်းရည်ကအင်မတန်ကောင်းမွန်ပေမဲ့တခြားသောမင်းသမီးတွေလိုပတ်စံတွေပါတွေမပေးတာကြောင့်အကယ်ဒမီစုကမရဘဲဖြစ်နေတာလည်းဖြစ်ပါတယ်။အကယ်ဒမီတစုမှမရထားပေမဲ့ပရိသတ်တွေကတော့မိုးရိပ်ကိုသာအတော်ဆုံးဆိုတာလက်ခံထားကြတာပါ။မိုးရိပ်ကိုတယောက်ကအသက်39နှစ်ရှိနေပြီဖြစ်တာတောင်ရည်စားရှိနေပြီဆိုပြီးတခါမှသတင်းမထွက်ခဲ့တာလည်းဖြစ်ပါတယ်။တခြားသောမင်းသမီးတွေကတော့မင်္ဂလာဆောင်သွားကြပြီမဲ့မိုးရိပ်ကိုကတော့ single အဖြစ်နဲ့သာအကြာကြီးဖြစ်နေခဲ့တာပါ ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ပိုင်းလောက်မှာပဲမိုးရိပ်ကိုတယောက်ကသူ့ရဲ့ဖူးစာရှင်နဲ့တွေ့ဆုံခဲ့ပါတယ်။အကြောင်းကားတော့မိုးရိပ်ကိုဟာဥရောပနိုင်ငံအနှံ့ကိုခရီးထွက်နေခဲ့ပြီးအင်္ဂလန်နိုင်ငံမှာသူ့ရဲ့ဖူးစာရှင်ကိုတွေ့သွားခဲ့တာပါ။အဲဒီသူကအင်္ဂလန်နိုင်ငံသားတယောက်ဖြစ်ပြီးမိုးရိပ်ကိုတည်းအသက်၁၀နှစ်လောက်တောင်နေတယ်လို့လည်းသိရပါတယ်။ ချမ်းသာတဲ့ဘွေရပညာတက်တယောက်မဟုတ်ပဲအင်္ဂလန်နိုင်ငံကတာမန်ဝိတ်တာလေးတယောက်ပါမိုးရီကိုကသူ့အလုံးလုံးနေတဲ့စားတောက်ဆိုင်မှာညစာသွားစားခဲ့ရင်အဲ့ဒီဝိတ်တာလေးကိုမြင်မြင်ချင်းချကြိုက်သွားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့စကားတွေပြောဖုန်းနံပါတ်တွေတောင်းခဲ့ကြပြီးတဖြည်းဖြည်းရင်းနှီးလာခဲ့တာပါ ။ဟိုရီကကမြန်မာပြည်ပြန်ရောက်တဲ့အခါမှာလည်းအဲ့ဒီဝိထာကောင်လေးနဲ့ online ပေါ်ကနေအမြဲလူလူအဆက်အသွယ်လုပ်နေခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာလည်းမိုးရီကကအင်္ဂလန်နိုင်ငံကိုခဏခဏသွားခဲ့တယ်လို့ပြီးခဲ့တဲ့လပိုင်းလောက်မှာတော့အဲ့ဒီဝိထာကောင်လေးကမြန်မာနိုင်ငံကိုအပြီးပြောင်းလာခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပဲအခုအခါမှာလက်ထပ်မင်္ဂလာဆောင်ဖို့အထီးဖြစ်လာရတာပါ။ မင်္ဂလာပွဲကိုမြန်မာနိုင်ငံမှာအရင်ပြုလုပ်သွားမှာဖြစ်ပြီးနောက်ကြမှာပဲအင်္ဂလန်နိုင်ငံမှာထပ်လုပ်သွားမယ်လို့သိရပါတယ်။မိုးရီကူကမြန်မာနိုင်ငံမှာရုပ်ရှင်မင်းသမီးတယောက်ဖြစ်တဲ့အပြင်စီးပွားရေးလုပ်ငန်းတွေအများကြီးလဲပိုင်ဆိုင်ပြီးအင်မတန်ချမ်းသာပေမယ့်ယူမဲယောက်ျားကတော့အင်္ဂလန်နိုင်ငံကတာမန်ဆင်းရဲသားလေးတယောက်သာဖြစ်တာမျိုးပြည်သက်တွေကတော့အံ့ဩနေရပါတယ်။တချို့ကလည်းတခြားသောမင်းသမီးတွေလိုချမ်းသာတဲ့လူကိုရွေးမယူပဲတကယ်ချစ်တဲ့သူကိုသာရွေးယူတာကြောင့်အားပေးနေကြပါတယ်။မိုးရီကူကအသက်လဲကြီးလာပြီးမှအနုပညာအလုပ်တွေကိုလည်းမကြခင် ျက်နှာတော်မှာဖြစ်ပြီးမင်္ဂလာဆောင်ပြီးသွားရင်သူ့ရဲ့ကောင်လေးဖြစ်သူနဲ့အင်္ဂလန်နိုင်ငံမှာပဲအတူတူသွားနေတော့မယ်လို့သိရပါတယ်။အင်္ဂလန်နိုင်ငံမှာသူ့ရဲ့ကောင်လေးနဲ့ကိုပိုင်စားတောက်ဆန်လေးတစ်ခုဖွင့်ပြီးအေးအေးကြမ်းကြမ်းသာနေထိုင်သွားတော့မှာပါ။ဒီကိစ္စတွေအားလုံးကိုလည်းမိုးဟိတ်ကိုတယောက်ကဖွင့်ပွဲတစ်ခုကအင်တာဗျူးမှာပြောပြသွားခဲ့တာဖြစ်ပါတယ်။အခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောနိုင်ငံသားတယောက်နဲ့လက်ထက်မင်္ဂလာဆောင်တော့မယ့်မိုးဟေကိုအပေါ်ဘလို့ထင်မြင်မိပါသလဲ ပရိသတ်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်က comment လေးထဲမှာဝင်ရောက်ပြီးတော့ရေးသားပေးကြကြဖို့ပြောချင်ပါတယ်။နောက်ထပ် video လေးထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။